တိမ်မဟုတ်တော့အိမ်ကိုအနာကိုပိုးမွေးတယ်လို့မွေးအနာရင်းတယ်လို့ရင်းနဲ့လွမ်းစိန်နေညာတွေးမိရဆွေးမိရဘယ်အချင်းထိမိထိမိနှလုံးသားမှာကန့်ညိတကောင်တဲ့ငိုတဲ့အခါငါရွတ်မိတာကအိမ်ဆိုတဲ့ကဗျာငါအိတ်ကန်းလေးကငါနေပါ ဘာပိုင်ဆိုင်ဘူးတဲ့သမှုရိယမှာတန်တရာထဲထက်သိမ့်သွားခြင်းနဲ့မိယာတီယာတတောက်တတာနာယာကိုယာငါလေးယာအိမ်မှာနန္ဒဝံဥယျာဉ်လိုရနန်းတွေပွင့်နေလောက်ရောပေါ့တိမ်ကိုးတွေမြင်တော့အိမ်အမိုးမျက်နှာချက်ကိုလွမ်းရတောင်တွေကိုမုံအောင်ငေးရမယ်မှန်းမသိလို့ငါအ ခန်းနယံပေါ်မှာတောင်တန်းပုံတွေချိန်မိခဲ့ပေါ့သူစားနဲ့အိမ်မက်တွေမှတ်တယ်လက်လက်ဆက်ဆက်အိမ်ပြန်ရောက်နေတဲ့အိမ်မက်တွေအိမ်ပြန်ရတယ်ဆိုတာကလည်းအိမ်မက်တွေအာယုံတွေကိုလော့ချပြီးကြိတ်မိတ်မျိုးချလိုက်တော့စိတ်ကူးတဲ့ကခွေးဟောင်တန်ဟာလည်းငါအိမ်ချံဝကလည်းလာတဲ့တိတ်တိတ်လေးခွေပြီး ခိုးခိုးလွှမ်းရတဲ့အိမ်ပြန်လန်းလေးမှာပထောက်ရွက်ကြွေတွေပေါ်မိုးဟန်ဆောင်တဲ့နှင်းစာတွေစုံနေလောက်ရောပေါ်အိမ်ဟာငါတောင်းတတဲ့ရာသီစာပဲအတက်ထက်ကလေးလိုအော်ပရာခမ်းမကြီးလိုဂယုစိုက်ခံခဲ့ရခန္ဓာခဲ့ရကဆက်ခွေကလေးလိုနောက်ပြန်ရစ်လို့ရရင်အချိန်ခရီးသွားတယ်လို့ငါကိုငါပြန်ရရင် ငါအိတ်ခန်းဝါကတန်ဆုံစတီးချောင်းလေးတွေကိုခေါင်းနဲ့ခုံခုံပြီးတိုက်ချင်တယ်။ငါအိမ်ဝရန်တာကမြင်ရတဲ့ရှုမျောခင်းနဲ့ရေစေးပကြီးလိုတဝါကြီးမျောချပြစ်လိုက်ချင်တယ်။အထက်တန်းចောင်းသားဘဝကဂျပန်ဘိန်းအစုပ်ကလေးလဲအိမ်မှာရှိတယ်။ကဝီဘာရတီချမ်းနဲ့ကဗျာဗန္ဓတာရချမ်းလဲအိမ်ကစာအုပ်စင်လေးမှာရှိတယ်။ ကြပြာကိုရှာတော့အိမ်ကိုငါရှာတွေ့ပေါ့အမေစိုက်ထားတဲ့ဈေးပေါ်တဲ့တစ်ခွာတွေကတမောက်တော်ရဲမှာတစ်ခွာရောင်ဆောင်တဲ့ဖျောင်းပန်းတွေတွေ့ရင်အမေတစ်ခွာတွေဈေးကြီးချောင်းအော်အော်ပြီးပြောချင်တယ်မုတ်ပုံအဟောင်းတွေဖြတ်ပြီးစိုက်တဲ့နှင်းစီပန်းပုံးတွေကနှင်းစီတွေကလည်းတမောက်အမေခူးခိုင်းတော့ကမဆူပဲအဝေးရောက်ကောင်ရဲ့ရင်ဘတ်မှာ ဲ့ဒီနှင်းစီတွေလာလာစူးလိုက်ပုံများအိမ်မက်ထဲအိမ်ပြန်ပြေးရတာလေအခါခါရင်ငတ်တဲ့ညတွေလေအခါခါငါရုပ်ရှင်ကပြန်ကြည့်တော့ဇက်ဝင်ခန်းတွေအားလုံးကိုအိမ်မှာပဲစက်တင်ချတဲ့ဂီတာတီးပြီးអော်လို့ရတဲ့ဒုက္ခကဘာကြီးကင်းဆောက်ရင်တချင်းဆိုခြင်းတဲ့အခါဆက်လက်မိโกငွေတွေကိုမြိုချ ငါနှကောင်းကအိမ်အနံ့ကိုပဲငတ်တယ်။တိမ်တွေကိုအိမ်လို့မထင်ခဲ့တင်ဘူး။လွန်ရနေရတာလဲကြာလီနာလီဖမ်းဆုပ်လို့ရာကောင်းပါရဲ့ဆိုပြီးတကယ်ဖမ်းမမိတဲ့တိမ်မှတကယ်တိမ်အိမ်မှတကယ်အိမ်ချန်တကားဝကခွေးက တဲတဲမဲမဲဟောင်တော့ငါကောင်ကြီးကရေးကြီးတုတ်ပြအဲ့ရောက်ရေးမင်းပြေတော့ဆိုလို့ဒါပြေးခဲ့ရအကူတို့ကြီးလိုက်ပုံများအိမ်ကိုလဲပြန်တော့မကြည့်ခဲ့ရဘူးစောင်းကတကယ်ချမ်းချောင်းမိုးကတကယ်အေးချောင်းနေတွေပူရင်အမေပြောသလိုအပူတကယ်ရှက်တဲ့အကြောင်းနေတော့အပြင်ရောက်မှ သိမယ်ဆိုတဲ့အမေစကားတန်တွေအကြောင်း တကယ်တိတဲ့အချိန်လောကရန်ချိတ်ကငါအတ္တတာရဲ့ခါးကိုလှမ်းချိတ်မှငါကအိမ်နဲ့အဝေးကြီးကို ရောက်နေခဲ့တော့အိမ်မှာထုတ်တဲ့စည်းကမ်းတွေကိုမုန်းတဲ့ကောင်ကအပြင်မှာထုတ်တဲ့စည်းကမ်းကြလိုက်နာတာမှတိကြလို့အိမ်မှာမှားရင်အစုခံရတာပဲအပြင်မှာမှားတော့တကယ်ကြီးတေတာပဲအိမ်မှာလိမ်မာခဲ့တဲ့ကောင်တွေအပြင်မှာအများကြီးတေတော့အိမ်နဲ့ဝေးတဲ့ဝေးဝေးကို ငါဟာပြုတ်ထွက်လွင်စင်ခဲ့ရပေါ့မနဆောဆောထရင်သတော်ပဲပြုတ်တဲ့ကို မိမယ်ဒီဘက်ပိုင်းကပဲပြုတ်ဆိုတဲ့အလွမ်းတန်ကိုပကံလေးကင်ပြီးအိမ်ရှိကစောင့်ရတဲ့အရာတာကိုမနဆောဆောကင်းချိန်လာနိုးတဲ့အခါတတိတွေရအိမ်ဆိုတာလွမ်းစရာ အကောင်ကြီးငါမှဒီငိမ့်ညံကောင်ကြီးကြောင့် အာခါပြိုကျပေါ်စစ်ကြီးကငါ့ကိုဆွဲတော့အိမ်ကိုငါမေ့နေစစ်ကြီးပြီးရင်ငိန်ချမ်းရေးရမယ်ထင်တဲ့ကောင်ဟာအခုမှအိမ်ဆိုတာငိန်ချမ်းရေးမှတိပေါ်ဝါကျမ်းပဲဖြစ်ဖြစ်ပါကေးပဲဖြစ်ဖြစ်အိမ်ချမ်းခင်းမှာမူပြီးထိတ်ချင်သေးတယ်ငါပြောလို့ရတာရှိတယ်ကြည်ချိတဲ့ကောင်တိုင်းပြတင်းနဲ့ပေါက်ပါတဲ့နိဗ္ဗာန်လေးကို ရန်စိတ်တက်တာနဲ့တန်းပြန်မှာငါအသိဆုံးပေါ့ကြည်ထိခဲ့ရင်လဲငါပြန်မယ်ကြည်မထိလို့ဒုက္ခရက်ချင်းစိတ်ရင်လဲငါပြန်မယ်စစ်ကြီးလဲငိမ့်လို့အိမ်လို့ထင်ရတဲ့တိမ်တွေတပီလုံးကိုအေးအောင်ရွာချတဲ့အခါဘယ်လောက်နာနာဘယ်လောက်ဖဲကြာခဲ့ကြာခဲ့ငါကပြအိမ်ကို မင်းတို့အားလုံးထက်အရင်ရောက်အောင်ငါပြန်မယ်အအူးဆုံးအရင်ဆုံးရောက်အောင်ငါပြန်မယ်